အလုံးမဲမင်္ဂလာပါရှင်မျိုးရဲ့ YouTube channel လေးကနေကြိုဆိုပါရစေဒီကနေ့မှာတော့စာရေးဆရာမကျူရေးသားထားတဲ့အမုန်းချောက်ဖြစ်သောစစ်ပွဲများစာအုပ်ထဲကစစ်ပွဲများနဲ့အမှားအမှန်ဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်ဇွန်လဟာစစ်နယ်ဆက်သွယ်ပတ်သက်နေရလားလို့ပြောရမလားမသိစစ်ရေးဆရာနဲ့နိုင်ငံရေးကိုကျွန်မသိမ့်မသိနားမလည်ပေမဲ့ကျွန်မသိသလောက်တော့စစ်တော်တော်များများရဲ့အစနဲ့အဆုံးဟာဇွန်လမှာဖြစ်နေခဲ့တာသတိထားမိပါတယ် ပထမကဘာစစ်ကိုစင်မီမွေပေးခဲ့တဲ့ဖာဒီနန်မင်းသားကိုဆာရာယေဘူမှာလုတ်ကြံတက်ပြတ်မှုဟာဇွန်လ28ရက်နေ့1940ခုနှစ်မှာဖြစ်ခဲ့တာပါမင်းသားဖာဒီနန်စိုက်စိုက်မြဲမြဲဇွန်လ28ရက်နေ့မှာဘော့စနီးယားမြို့တော်ဆာရာယေဘူကိုဘာဖြစ်လို့လာလဲရတယ်ဒါကိုဆပ်တွေကတော့ရွေချက်ရှိတဲ့စော်ကားမှုလို့သတ်မှတ်တယ်ဇွန်လ28ရက်တုန်းကရှီယောင်ဆပ်နိုင်ငံတော်ဟာတူရကီတွေရဲ့တိမ့်ပိုက်မှုကိုခံခဲ့ရတာတဲ့ ှစ်ပေါင်းများစွာကျူပြုတ်ခံရပြီးတဲ့နောက်တူရကီတွေကို ပြန်လည်လက်စားချေတော်လှန်ပြီးအောင်ပွဲခံခဲ့တဲ့ဒုတိယမြောက်ဘေကန်စစ်ပွဲနေ့ဟာလေဇွန်လ28ရက်ပဲတဲ့ဒီတော့ဒီရက်မှာလာလေတဲ့ဖိနှိပ်သူကိုစားပြုဖာဒီနန်မင်းသားကိုတပ်ဖို့ပို့ပြီးဆုံးဖြတ်ချက်ခိုင်မာစေရလို့မှတ်တမ်းတစ်ခုမှာဖတ်ခဲ့ရပူပါတယ်။ပြင်သစ်ကဂျာမနီကိုလက်နက်ချအညံ့ခံတဲ့လက်မှတ်ရေးထိုးခဲ့တာဟာလေဇွန်လ22ရက်ပဲ။ဒုတိယကမ္ဘာစစ်အတွက် ဂျာမနီကရုရှားကိုစစ်ကျင်ကြတာဟာလဲဇွန်လ22ရက်ပဲ1942လို့သိရတယ်။အဲ့ဒီတုန်းကစစ်ကျင်ကြပုံကစနစ်ကြတယ်။1942ခုနှစ်ဇွန်လ22ရက်နေ့မှာဂျာမန်သံမကြီးကဂျာမန်ဆိုးရကစစ်ကျင်ခဲ့တဲ့စာကိုရုရှားနိုင်ငံသားရေးဝန်ကြီးမိုလိုတော့ကိုပေးအပ်ခဲ့ပါတယ်။ပေးအပ်တဲ့လူရော လက်ခံတဲ့သူရောနှစ်ယောက်လုံးစိတ်လှုပ်ရှားမှုကြောင့်ဖြူဖြော့သွေးဆုပ်နေခဲ့ကြတယ်။ ိုင်ငံသားရေးဝန်ကြီးကစစ်ကြေညာစာကို စကားတခုံးမှမပြောဘဲတိတ်တိတ်ဆိတ်ဆိတ်လက်ခံယူပြီးအဲ့ဒီစာပေါ်ကိုတွေးထွေးလိုက်တဲ့ပြီးတော့မှစုပ်ဖြဲပစ်လိုက်တယ်အဲ့ဒီနောက်သူ့အတွင်းရေးမှုကိုခေါင်းလောင်းတီးပြီးခေါ်လိုက်တယ်ဒီကလူကြီးမင်းကို အပြင်ပြန်ပို့ဖို့နောက်ဖေးပေါက်ရှိရာခေါ်သွားလိုက်ပါလို့ပြောလိုက်တယ်အဲ့ဒီတခဏကိုကျမစိတ်မနဲ့ခံစားကြည့်မိတာတော်တော်ကို အနေရကျက်သွားပါတယ်နောက်ထပ်စစ်ပွဲတွေစစ်ပွဲတွေ အစင်လာမပြတ်စစ်ပွဲတော်များများဟာဇွန်လမှာဖြစ်ခဲ့ပါသေးတယ်။ဥပမာနော်မန်ဒီကမ်းခြေကိုတက်တိုက်ခဲ့တဲ့ဒီဒေးလို့ခေါ်တဲ့စစ်ပွဲဟာဇွန်လဆန်းမှာဖြစ်ခဲ့တာပါ။ရေတပ်နဲ့တက်ခဲ့တာကဇွန်လ၄ရက်၊လေတပ်ကနေစစ်တပ်တက်ခဲ့တာကဇွန်လ၆ရက်နေ့စသဖြင့်ပေါ့။နောက်ပြီးပြည်ထိုင်တဲ့အာဂျင်တီးနားနိုင်ငံနှစ်ခုအကြားမှာဖောက်ကလန်ကျွန်းစုကိစ္စကြောင့်စစ်ဖြစ်ခဲ့ရတဲ့ဖောက်ကလန်စစ်ပွဲအဆုံးသတ်ခဲ့တာ။ ဇွန်လ14ရက်1982ခုပါ အခု2002ခုနှစ်ဇွန်လမှာလဲတချို့နေရာတွေမှာအရင်ကမထင်စတင်တချို့နေရာတွေမှာ အရင်ကစတင်ခဲ့တဲ့စင်မီဆက်လက်လောင်ကျွမ်းနေခဲ့တချို့နေရာတွေမှာစင်မီစပြူလောင်ကျွမ်းလာပြီဆိုတာကျွန်မခံစားနေရတယ်ဆဲဆိုတာကြောက်စရာပါစစ်မှန်သမျှနှစ်ဖက်လုံးကိုနာကျင်ထိခိုက်စေတာကြီးပါပဲဒါပေမဲ့မလွဲမရှောင်တာတဲ့အခါနိုင်ငံကြီးဟာဆစ်ဖြစ်ကြရတယ် ရေဘူးရလက်ခံထားကြတာတော့စစ်နှမျိုးရှိတဲ့ကျူးကျော်စစ်နဲ့ခုခံစစ်တဲ့ကျူးကျော်စစ်ကအမှားခုခံစစ်ကအမှန်ဆိုတဲ့ဆိုရိုးစကားဟာအမြဲတမ်းမှန်ကန်နေမှာလားကျူးကျော်သူလို့သတ်မှတ်တဲ့ကိစ္စကပြီးခဲ့တဲ့တမိုင်းစင်ဆက်ဖြစ်ရတွေကိုပြန်လည်ကြည့်ဖို့လူသေးသလားဥပမာ1918ခုနှစ်တုန်းကဂျာမနီကပြင်သစ်ကိုဆစ်ရှုံးအညံ့ခံခဲ့တဲ့လက်မှတ်ကို ရေးထုတ်ခဲ့တဲ့နေရာအတိအကျမှာပဲ 1940ပြည့်နှစ်ရောက်တော့ပြင်သစ်ကဂျာမနီကိုစီရီးယားအညံ့ခံခဲ့တဲ့လက်မှတ်ရေးထိုးရပြန်တယ်။အဲ့ဒီနေ့ကဟစ်တလာရဲ့မျက်နှာမှာအောင်နိုင်သူရဲ့မန်နဲ့အတူခါးသီးတဲ့အမုန်တရားနဲ့လက်စားချေခြင်းရဲ့ကျေနပ်မှုကိုပါတွေ့ရတယ်လို့လက်မှတ်ထိုးပွဲမှာတက်ခဲ့တဲ့မျက်မြင်သက်သေရဲ့မှတ်တမ်းတစ်ခုမှဖတ်ခဲ့ရပါတယ်။ခုဖြစ်နေတဲ့အရက်နဲ့အစ္စရေးစစ်ပွဲမှာဘယ်သူကအမှားဘယ်သူကအမှန်လဲ။အခုဖြစ်နေတဲ့ ါကစ္စတန်နဲ့အိန္ဒိယအကြားကက်ရှမီးယားပြဿနာမှာဘသူကအမှားဘသူက အမှန်လဲအမေရိကန်ကအီရတ်ကိုအကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲဖြစ်ဝင်တိုက်လာခဲ့ရင်ဘသူကအမှားဘသူကအမှန်ဖြစ်မှာလဲအမှားဆိုတာရှိရောရှိသေးရဲ့လားလူသက်ပေါင်းများစွာ ဆုံးရှုံးသေးကြရတဲ့ကြောက်ရွံ့ထိတ်လန့်စရာစစ်ပွဲတွေရဲ့အမှန်အမှားဗလိုက်မှုကိစ္စကိုမဆိုထားနဲ့အသေးအဖွဲလို့ဆိုရမယ့်ပြဿနာရေးခင်းတွေမှာတော့ အမှန်နဲ့အမှားဟာတော်တော်ရောထွေးနေခဲ့ပါပြီ။တလောတော့ကကျမအစည်းတစ်ပုတ်ဖတ်လိုက်ရတယ်။ Mega Grand Fee ဆိုတဲ့ American စာရေးဆရာမသတင်းစာဆရာမအေဒီတာရေးခဲ့တဲ့ Why Nothing Is Round Anymore ဆိုတဲ့အစည်းပါ။သူတို့စီမှာနောက်ပြီးတကဘာလုံးမှာ မှားလိုက်တာဆိုတဲ့ကောက်ချက်မရှိတော့ပါဘူးတဲ့။ဒီခေတ်မှာမကောင်းမှုအကြောင်းပြစ်မှုအကြောင်းရာဇဝတ်မှုအကြောင်းပြောဆိုကြတဲ့အခါမှားတယ်ဆိုတဲ့စကားလုံးကို သူ့အနေနဲ့မကြားရတော့တလောက်ပဲတဲ့မှားတယ်ဆိုတာမရှိတော့ဘူးလားသူကတော့လူတွေရဲ့အပြုမူနဲ့အချက်လက်နဲ့မှတ်ချက်စကားတွေကို လေ့လာပြီးအစည်းရင်းနေတာမို့စိတ်ဝင်စားစရာကောင်းတဲ့အမြင်တွေပါပဲအရှင်ကဆိုရင် သူတို့ဘာပစ္စည်းခိုးယူတာမှားတယ်လို့ရရရရင်ကောက်ချက်ချကြတယ်အခုတော့အမှန်နဲ့အမှားဆိုတာနှိုင်းရှင်မှုနေရာမှာ အမှန်နဲ့တခြားတစ်ခုခုကိုအစားထိုးနှိုင်းရှင်လာတာတွေ့ရတယ် အဲ့ဒီတခြားတစ်ခုဟာအမားဆိုတဲ့စကားလုံးကိုရှောင်ဖယ်ခြင်းလို့ခြေနေရတုံးလိုက်တာပါပဲဥပမာတက်အမှန်နဲ့မိုင်မဲမှုလူတစ်ယောက်ကမကောင်းမှုတစ်ခုခုကိုကျူးလွန်လိုက်တယ်အဲ့ဒီလူကကိုတိတဲ့ကိုနဲ့သဘောထားတူတဲ့လူ ဖြစ်နေတယ်ဒီခါမှလူတွေကဒီကောင်မှားလိုက်တာလို့ကောက်ချက်မချပဲဒီကောင်တော်တော်မိုက်တာပဲလို့ကောက်ချက်ချတယ်ဒါမျိုးပေါ့ငါဖြင့်ဒီကောင်ဒီလိုလောက်တာကိုဘလို့မှနားမလည်နိုင်တော့ဘူးပေါ့ ဝါတာဂိတ်ရေးခင်းမှာအဲ့ဒီဖြစ်ရက်တွေဖြစ်ခဲ့တယ်။အဖြစ်ရှိတယ်ဆိုတဲ့စကားကိုအချောင်းအချောင်းနဲ့လူတွေဟာပြောမထွက်ကြဘူး။ဥပမာနဲ့အမှန်နဲ့ဥပဒေထဲမှာ မပါဝင်ခြင်းကိစ္စတယောက်ယောက်ကအပြစ်ရှိတယ်မှားတယ်လို့လက်ညှိုးထိုးဆွဆွဲဖို့ကိစ္စမှာခေါင်းဆောင်ပြီးတော့စီရင်ထုံးဥပဒေထဲမှာ ဖွဲ့စည်းပုံဥပဒေထဲမှာမပါတဲ့ကိစ္စတစ်ခုကိုလုံးမိသွားတာလို့ခောက်ချက်ချတာမျိုးပေါ့ဥပမာ၃ အမှန်နဲ့စိတ်မကျမ်းမာမှုစိတ်ပိုင်းဆိုင်ရာဖောက်ပြန်ချူယွင်းမှုကြောင့်တခုခုပြစ်မှုကိုကျူးလွန်လိုက်တာဆိုတဲ့အမြင်မျိုးပါပဲဒီနေရာမှာအမှန်နဲ့အမှားလို့သုံးနှုတ်လို့မရတယ်လို့ဖြစ်တယ်။သူနေမကောင်းလို့လုံးမရပေါ့တနာညာတာမှုလေးနည်းနည်းဆွတ်နေတယ်လို့ပဲဒါပေမဲ့တခုရှိတာက အပြစ်မှန်းမသိလို့လုံးမရဟာအမှားမဟုတ်ဘူးဆိုရင်ရှင်းနေရွယ်ကလေးတယောက်အပြစ်ကျူးလွန်တာအမှားမဟုတ်ဘူးလို့ဆိုနိုင်သလားဒါဖြင့် ရူးချောင်မူးချောင်လူတယောက်အများထိခိုက်စေအောင်ထင်ရမြင်ရရှောက်လို့ရင်မမှားဘူးလို့ဆိုရမလားတော်တော်စဉ်းစားရခက်တဲ့ပြဿနာပါပဲဥပမာလေးအမှန်နဲ့ဒီလိုဖြစ်လာစရာပဲကိုဆိုတဲ့အမြင်ဒါမျိုးကတော့ပါကိုက်လို့နားကိုက်တယ်ဆိုတဲ့အခြေခံသဘောမျိုးပါပဲလူတယောက်ကတခြားတယောက်ကိုတွားရန်စမိတယ်ဒုတိယလူကပထမလူကိုပြန်လက်စားချင်ရင် လက်လွန်သွားတယ်ဘသူကအမှန်လဲဘသူကအမှားလဲ ပြန်လည်စားချင်ရင်လက်လွန်သွားပြီမဲ့ဒါကိုအမားလို့ယူဆတဲ့သူနည်းလိမ့်မယ်။သွားရန်ဆတာကိုလို့မှတ်ချက်ချတဲ့သူကများမလားမသိပါဘူး။ပြင်းမှုရဲ့အတိတ်အနောက်ကိုမကြည့်ပဲနဲ့စသူနဲ့တုတ်ပြန်သူကိုပဲကြည့်တဲ့အခါမှာအမားဆိုတဲ့စကားလုံးစားဒီလိုဖြစ်တာအံ့ဩစရာမဟုတ်ပါဘူးဆိုတဲ့စကားကိုပဲသုံးချတာပေါ့။ဒီအဖြစ်မျိုးကိုစုလိုက်ပြုံလိုက်တပြက်မှုတွေမှာ တွေ့ရတယ်။စစ်ပွဲတွေမှာတွေ့ရတယ်။ဥပမာငါ အမှန်နဲ့ရှုပ်ထွေးမှုရှုပ်ထွေးတယ်ဆိုကြတဲ့ကကောက်ချက်ချလို့မရအောင် ဆုံးဖြတ်ရခတ်နေတယ်လို့ယူဆလို့သုံးနှုတ်တဲ့စကားပေါ့ပြဿနာတစ်ခုကိုအစရှာမရတဲ့အခါဘသူကမားတာလဲထောက်ပြဖို့ဘသူမှမဝင်ရဘူးဒီခါမှာငါဒါကတော့ငါတို့မမီအောင်ရှုပ်ထွေးလှပါတယ်လို့ပြောကြတာပဲဖြစ်နိုင်တာကတော့ကဘာကြီးမှာရှိတဲ့လူသားတွေရဲ့အတန်းဟာပူပူတိုးတိမ်ပြီးပူပူငြိမ်သက်လာခဲ့ပြီထင်ပါရဲ့